ဒီပါပါအခုဆိုရင်ကျွန်တော်တို့လက်ကမောက်ကြီးရွာကအာ organic site မျိုးချောင်းသွားမှာပါဒီလိုက်တော့ Okay ကျွန်တော်တို့ live ဆက်စားလိုက်အောင်ဆိုရင်ကျွန်တော်တို့ကမျက်စောင်းကြီးနောက်ဘက်ကနေလာပါတော့เนาะလာလာနေမှာအခုအဲတောက်ရခဆယ်လမ်းဘက်ပေါ့เนาะတောက်ရခဆယ်လမ်းဘက်ဆယ်လမ်းဘက်ကိုသွားနေရဖြစ်ပါတယ် ောက်ကျဆဲလမ်းမှတ်ကိုသွားနေရဖြစ်ပါတယ်တောင်ကူကနေလက်ကမောက်ကစက်တမိုင်ဝဲအကွာလောက်မှာရှိပြီးတော့ဆိုင်နေနဲ့ဆိုရင်နိုင်ွက်လောက်သွားမှာဖြစ်ပါတယ်မောက်ချောင်းဟာပုဂိုတိုင်းဒေသကြီးတောင်ကူခရိုင်တောင်ကူမြို့နယ်အတွင်းမှာတည်ရှိပြီးတော့တောင်ကူကနေတောက်ယူခက်ဆယ်ကိုတွားတဲ့ လမ်းမှာတည်ရှိတာဖြစ်ပါတယ်။ဒီချောင်းဟာတောက်ရိုက်ခတ်ချောင်းပေါ်မှာတည်ရှိပြီးတော့ငကမောက်ရွာကိုဖြတ်တန်းစီစဉ်တာနေလူတွေကအလွယ်နဲ့ငကမောက်ချောင်းလို့မြည်တင်တာဖြစ်ပါတယ်။ဒီသူ့ရဲ့အာသာချက်ကတော့သူကရည်ကြည်ရဲ့ရည်အေးတဲ့တိတ်ဆိတ်တဲ့အဲအေဂျင့်ပြီးတော့လုံးဝကို အပန်းပြေဖို့အနားယူဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ဒီပဲညမှာတော့ကြောက်ဆက်တွေကြောက်ကွင်းတွေပဲရှိပါတယ်။ ဒါနေ့ကပုံကြည့်ပါမယ်။ဒီလိုကူတော့မဟုတ်ပါဘူး။ဒါကချောက်ထုတ်လို့ရင်းကွင်းဖြစ်ပါရဲ့။ချောက်ထုတ်လို့ရင်းကွင်းဆိုတော့သူကပုံကြီးနဲ့ချောက်ကားတွေနဲ့လမ်းကပြတ်နေတာဖြစ်ပါရဲ့။ကျွန်တော်ကမြင်စီရင်လို့ရိုက်ပြီးတာဖြစ်ပါရဲ့။ဒီလမ်းကတော်တော်လေးကိုဆိုပါရဲ့။ဒါကရီချိုးချောင်းကြီးပြဖြစ်ပါရဲ့။ကျွန်တော်မြို့နယ်ထဲကလေးမိုင် ဒီမှန်ရဲ့ကျော်ကရေချိုးချောင်းကြီးရပါရေချိုးတဲ့ချောင်းကြီးပါဖြစ်ပါလေဒီမှာပြုံးချောင်းဆိုတာရှိပါတယ်ပြုံးချောင်းဆိုတာကတော့အဲရသဗျာဒီဒီဒဇာကြီးကြွားချီတဲ့အခါမှာပြုံးချောင်းမှာဒီဒီသုံးတော်မူတဲ့အချိန်မှာပြုံးတော်မူတဲ့အတွက်ကြောင့်မို့နောက်အချိန်မှာဒီဒေသတွေမှာသာသနာသုံးငါးမယ်ဆိုပြီးတော့ဒီကပြုံးချောင်းဖြစ်ပါတယ် ကနေအစွဲပြုပြီးတော့ဒီနေ့ချိန်ဒီနှစ်ပေါင်း2600ကျော်ပြုံးချောင်းလို့အမည်ပေးပါတယ်အခုကြောက်ပရိုးရွာကိုရောက်ခဲ့ပါပြီကြောက်ပရိုးရွာပြီးသွားရင်နောက်တစ်ခါငကမောက်ရွာကိုရောက်ရှိမှာဖြစ်ပါတယ်ငကမောက်ကြီးရွာရဲ့လမ်းခွဲကိုရောက်ပါပြီကျွန်တော်ငကမောက်ကြီးရွာလမ်းခွဲကိုရောက်မယ်ဆိုရင်ညာဘက်ကိုကွေ့ရမှာဖြစ်ပါတယ် ဒါကမောက်ရွာလေးဝင်တဲ့လမ်းဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်ကျွန်တော်တို့သွားနေတယ်အာအခုအောင်းနေသွင်းရဲ့ organic အာဥယျာဉ်ချန်အပြည့်ဝင်းချန်ကိုရောက်တော့မှဖြစ်ပါတယ်အမြောင်းလေးတစ်ခုဖြတ်နေတာဖြစ်ပါတယ်ဒီချန်လေးကအခုထိတော့ဖွင့်လည်ခြင်းတော့မရှိသေးပါဘူးအခုတော့ ြင်ဆင်ရဖြစ်ပါတယ်။နောက်တစ်ချိန်မှာတော့အပန်းပြေ resource ပုံစံမျိုးဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ပန်းပြေဥယျာဉ်ဆိုင်ဖြစ်ပါတယ်။အကြီးပါလုံအောင်အကြီးဒီက90ဝန်းကျင်ရှိပါတယ်။ဒီမှာဘာပင်မဆိုင်နဲ့စိတ်ကြိုက်ကိုအိမ်မက်လို့ရတဲ့နေရာဖြစ်ပါတယ်။ဘူးဆိုရင်ကျွန်တော်ဒီနေရာစာရီလမ်းလျှောက်มาဖြစ်ပါတယ်ကျွန်တော်တို့ကားလေးကိုထားခဲ့ပါပြီ ရင်တော့ဒီ channel မှာဆိုရင်ကျွန်တော်တို့ကမြင်းနေခက်ကလအုပ်တွေအာဘဘူးရုပ်ကြီးအများကြီးရှိပါတယ်အဲအခုတော့အိမ်ကိုနာပူတာဖြစ်ပါတယ်အဲကမဂျစ်ဘိန်ဖြစ်ပါတယ်အရန်လှပါတယ်အိုးကြီးနဲ့ဆိုင်ပါအိုးကြီးနဲ့ပြီးရင်အထက်မှာရှင်းထည့်ရပါတယ်။ရှင်းရပြီးတော့နှောင်းပေါ့။နှောင်းရဲဆိုထည့်တာဖြစ်ပါတယ်။အဲဒီဘက်မှာလည်းပိန်ပိန်လေးလုံးဝ landscape လန်စကိတ်အပင်တွေအတွက်အလုံးအောင်လေ့လာလို့ဟုတ်တယ်ဒီပင်တွေဟိုဘက်ကအခုနောက်ပိုင်းခေတ်စားရှင်းကပူဘန်နာဖြစ်ပါတယ်ဟိုမှာကတော့ကိုမိန်နေဖြစ်ပါတယ်ဒီမှာကတော့ပန်းနေပေါ့နော်ပန်းနေစက်ကူပန်းပုံစံမျိုးပေါ့နော်အခုနောက်မှခေတ်စားရတယ်ဒါကအုံထန်းနေအဲဒါကအာဆီယံတပြည်ပါအာဆီယံတပြည်စိုက်ထားဖြစ်ပါတယ် ပြန်ပြီးစိုက်ထားဖြစ်ပါလားပန်းကြီးဖိုက်ထားတာဖြစ်ပါလေသူဒီချန်ကဒီကမ်ပီကယ်လုံးဝမတုံးဘောနော်တကယ်ကိုအော်ဂန်နစ်ဒီပန်ဒါကဒါကလိုက်ချီးပြန်မှာလိုက်ချီးပြန်မှာဒီကောင်တီးမှာဖြစ်ပါလေနောက်တစ်နှစ်ခွဲလောက်ဆိုရင်ဒါပြီးမှာဖြစ်ပါလေဒီပင်က

အချစ်ပင်တွေပါဒီဟာအုံးပင်တွေအုံးပင်တွေကကျွန်တော်တို့အုံးချွတ်မွေးတွေအုံးထောပတ်တွေပေါ့နော်ဒီမှာတွေ့လားမသိဘူးလေးပြလေးတွေတဘာဝဆိုတာဒါပါပဲကျွန်တော်ပြောချင်တဲ့တဘာဝဆိုတာ organic site လို့ကြောက်မှုဒီ အင်းဆက်လေးတွေဒီပုံမွားလေးတွေဟာအကောင်းကောင်းကိုရှင်းတန်းနိုင်ပါတယ်။အပင်တော့ကိုအကျိုးပြုသလိုအပင်တော့ကိုကိုက်တဲ့အကောင်တွေလည်းရှိပါတယ်။ကိုရီးယားဝါအော်စဉ်းစားလို့ရတယ်ဗန္နာဟိုဝါဟမ်စဉ်းစားလို့ရတယ်အစိမ်းတော့သွားတော့အဲ့လိုမကောင်းတော့ဘူးနိဒီ၄၁ တဲစီရှိရမယ်ကိုချံတဲစီရှိမှရေတင်မယ်နောက်ဒီမှာပေါ့နော်ဒီနေမယ်တဲတဲလေးတွေစတဲ့ဖြစ်မှာမီးအတုံးမီးဖို့အတွက်လိုအပ်တာလေးတွေဒါကစိတ်ကမလီဝါတယ်ဒါလည်းခွဲပြီးတော့ဆင်းရတာလည်းမဟုတ်ဘူးတပင်းရင်းပေါက်တဲ့ဝါဖြစ်ပါတယ်ဒီထဲမှာပါရှိတဲ့တချီနေဟိုးကမောက်ကြီးကနေရမို့ကြီးပဲပြလို့ရတယ်လုံးဝ

ဟုတ်ကဲ့တော့ဝါကိုအေးချမ်းပါလေဒီလိုတင်ရပန်းပြေမဲ့ကြောင့်တော့ဒီနေ့အောင်လာခဲ့ပါဘုန်းကအောင်လင်းထွန်းရဲ့အပန်းပြေစိုက်ပြူကြီးအော်ဂန်နစ်ဥယျာဉ်ချမ်းကြီးဥယျာဉ်ချမ်းဖြစ်ပါတယ်ကျွန်တော်မောပင်အောင်ကိုတလားဆောင်းဒီမောပင်ဆိုတာကတော့တန်ကတစ်ဖြောင်းနဲ့တက်တာလေဟိုကအထိတ်ကိုဖြတ်ချတာသူဖြတ်ပြီးတော့ဒိုင်းမွေးရခေါ့ ီလဲအဲ့လိုပဲဟိုမလေးလာဟိုမှာပြချောင်းဟောဟောဒီမောပဲဒီရဲစစ်စစ်ကြည့်ပါဦးဝင်ဒီမော်ဒီငါကတော့စပိန်ချယ်ရီပင်ဖြစ်ပါတယ်စပိန်ချယ်ရီပါ

အာတလုံးကိုဈေးက3000လောက်ရှိပါတယ်အခုချိန်ကနည်းနည်းဒီထွက်တဲ့အချိန်မဟုတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဟိုဒီတိုင်းပဲတွေ့ရပါတယ်ကျွန်တော်တို့ဒီရာကိုဟိုမြက်တီရှင်းရမှာဖြစ်ပါတယ်ဖြစ်ပြီးပါတယ်အဲ့ဒီအချိန်ကရောက်ချင်တဲ့အချိန်မှာကျွန်တော်တို့ဘွဲ့တွေကအခုအချိန်မှာတိုက်ပြီးတော့ဆုံဆန်းပြီးတော့တင်ယူနေသေးပါ။ဟာတင်ယူရတော့ဆုံပါပဲ။ဒါတွေကိုဖြန့်ဆိုက်လိုက်မယ်ဆိုရင်တော့နော်တော်တော်လေးကိုဖြန့်ဆိုက်လိုက်။ဒီကနေ့နောက်ပိုင်းကမှဖြန့်ဆိုက်အောင်။ဟုတ်။ 开门就能到。OK，好，请出吧。那个猫巢，马一姑马七八人。哦，爷爷鸡呢呗？鸡宝鸡宝没鸡啊？鸡不一哪龙啊？要比奥森鸭比嘛七八人。哦，多少钱的龙啊？比完嘛？比完就完，刚了，再走。 你松板平板，两个绑。这老大去抓吧的。哦，再往一吧的。哪一个的？对呀。放了放了。那哪一个？那哪一老家？那哪一个？ တော့ရေကူးလို့ကောင်းပါနဲ့ရေအေးပြီးတော့ကြည်ညာပဲโอเคရှင်ကုန်ပါဗျာ မောက်ချောင်းမှာဖြစ်လို့ဆင်အား၄နာရီခွဲကျော်ဖြစ်သွားပြီ။အားနိုင်မတင်တော့ဖြစ်သွားပြီဆိုတော့ကျွန်တော်ကတော်တော်လေးအေးလာပါပြီဗျ။ညကြီးနာပြီဆိုတော့ဆင်ကမောက်ကြီးရောက်ဖြစ်ပါတယ်။ ူဆိုရင်ကျွန်တော်ဖွဲ့ရေကူးလို့ဝါတော့ပါပြီကျွန်တော်ပြန်မှုလုပ်ပါတော့မယ်ကျေကျေစုပါချုပ်သွားပြီကောနော်မိုးတော်တော်ချုပ်သွားပြီလူတွေလည်းရှေကုန်လက်ပန်းကြွကြွတက်လာလို့နားလိုက်ရပါတယ်မချုပ်ပြီဆိုတော့ကျွန်တော်ပြန်လာတော့မယ်ဒီကနေ့တော့ကိုအောင်လည်းရဲ့စိုက်ပျိုးရေးရှံပေါ့နော်စိုက်ပျိုးရေး organic ဥယျာဉ်ရှံကိုလာရောက်လက်ပတ်ပြီးတော့အရင်ကပျော်ရှင်ရပါတယ်နောက်တစ်ခေါက်များမှာလည်းဘလို့စီစဉ်ဒီကောင်းလေးကိုတင်ဆက်မလဲဆိုတာကတော့ကျွန်တော် YouTube channel လေးကို like subscribe လေးလုပ်ပေးသွားပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘာမှမဟုတ်ဆိုရင်အပင်နေမှပြပြပါပြီ拜拜。然后会啊，路上一片地方一片白。来，我们都要这里。我们要到国家高铁。去去去，帮我家。好。这是哪一地方的？他都跑了，就是北来的喇嘛。哪个喇嘛？你你。 Nada.